ားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါကျွန်တော်လည်းဒီဘက်မှာဒီဘက်မှာသတင်းသွားယူတယ်သတင်းသွားယူပြီးတော့ကျွန်တော်တို့ပြည်ဦးလင်ရောက်တယ်ပေါ့ပြည်ဦးလင်ရောက်တဲ့အခါမှာလက်ရှိဒီပြည်ဦးလင် မြို့နယ်မှာဝင်ရောက်ရှင်မြိုင်မဲ့ပူစလီလောင်းနေနဲ့ပတ်သက်ပြီးတော့မြို့နယ်ရွက်ကောက်ဝဲကော်မရှင်ဟုံးမှာပြည်ဦးလင်မြို့ရဲ့မဲဆန္ဒအနေနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ရှင်မြိုင်မဲ့လွှတ်တော်ပူစလီလောင်းနေအမည်စင်းကိုထုတ်ပြန်တာတွေ့ရပါတယ်ဒီပြည်ဦးလွတ်မျိုးရင်းနဲ့ပတ်သက်ရင်တော့ပြည်ဦးလွတ်မျိုးနဲ့ရဲ့ဒီပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ပတ်သက်ရင်တော့ကျွန်တော်ကြည့်တဲ့အခါမှာဒီရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီပေါ့အားလုံးသိတဲ့ပါတီကတော့ကြားဖြူပါတီပါ အဲ့ဒီကနေဝင်ရောက်ရှေ့မြိုင်မှာကဥမိုးဝေရံကိုဖြစ်ပါတယ်ပြီးတော့ကျွန်တော်နောက်တစ်တယောက်ကတော့ဥမြထုံးပါဥမြထုံးကတော့ပြည်တော်ကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီပါကြံ့ခိုင်ပါတီနဲ့ဝင်ရောက်ရှေ့မြိုင်မှာဖြစ်ပါတယ်နောက်တစ်တယောက်ကတော့ဥမြတူပါဥမြတူကတော့မြန်မာနိုင်ငံတောင်သူလယ်သမားတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးပါတီပေါ့တောင်သူလယ်သမားပါတီလို့လူတီများပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့နောက်တစ်ကတော့ပြည်သူ့ရှေ့ဆောင်ပါတီပါ ဒီပါတီရဲ့ကိုစားပြုအနေနဲ့ဒေါ်ရင်နွဲကဝင်ရောက်ရှေ့ပိုင်းမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့တဆညပါတိုင်းသာစီလုံးညီညွတ်ရေးပါတီပေါ့အဲ့ဒီကတော့ဒီဥဝမြင့်ဝင်ရောက်ရှေ့ပိုင်းမှာဖြစ်ပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ပြည်သူပါတီပါဥကိုဝေပါတီကတော့ဥအေဂျင့်ကျော်ဝင်ရောက်ရှေ့ပိုင်းမှာဖြစ်ပါတယ်တနည်းအားဖြင့်ပြုံးလင်မျိုးမဲဆန္ဒနယ်ပြည်သူ့လွတ်တော်မဲပြည်သူ့လွတ်တော်နယ်အတွက်နိုင်ငံပါတီ6ပါတီဝင်ရောက်ရှေ့ပိုင်းမှာဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ပြည်သုံးလုံးပါတီပါမယ်ပြည်နှလုံးပါတီပါမယ်တဆညပါမယ် USTB ပါမယ်ပြီးရင်ကျွန်တော်တို့ကြားဖြူပါတီပါမယ်နောက်တစ်ခါတော့ကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပေါ့အဲအဲ့ဒီအဲ့ဒီပါတီပါပါတယ်အားလုံးကျွန်တော်6ပါတီပါအဲ့တော့ကျွန်တော်တို့ဒီမှာတွေ့ရတဲ့ဒီကိုယ်စားလှယ်လောင်းနေတာပတ်သက်ပြီးတော့ဒါကျွန်တော်လည်းတော်တော်လေးသိပါတယ်အဲ့မှာတော့လူအများစိတ်ဝင်စားနေနေလူအများစိတ်ဝင်စားတဲ့ပုံကိုတရားဝင်ရောက်ရှင်းနိုင်တာရှိပါတယ်ဒါတော့ကျွန်တော်တို့ဥမြထုံးပါဥမြထုံးကတော့ကျွန်တော်လက်ရှိဒါပို့ဆက်ဝင်ကြီးတောင်းထမ်းဆောင်ပါတယ်တက်မလို့ပါတော့ဘူရုတ်ကြီးငိမ့် ဗိုလ်ချုပ်ကြီးငိမ့်တောင်ဝတီတောင်ဝထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒီဦးမြထုံးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကာလပေါ့ပြီးခဲ့တဲ့ကာလဆိုတာတိတ်တော့မကြသေးပါဘူး။အဲ့ဒီမှာဂုံးထိပ်မြည့်ထားလဲရှိပါလေ။ဂုံးထိပ်မြည့်ထားမြည့်ထားတန်လန်းကိုအကျန်းဖက်ပလောင်ဖွဲ့တွေကမိုင်းခွက်ဖြက်စီးခဲ့ပါလေ။မိုက်ခွဲဖြတ်စီးချင်းစီးချင်းမှာပဲနောက်ထပ်ရက်မှာပဲကျွန်တော်အားချင်းဆိုသလိုပါပဲဒါပို့ဆက်ဝင်ကြီးဦးမြတ်ထုံးကကိုယ်တိုင်သွားရောက်ပြီးတော့ကျွန်တော်တို့ဒီတရားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်အခြေအနေကို တော့ရောက်ကြည့်ရှုခဲ့ပါတယ်စတိုင်းပြန်လဲပြီးတော့ကျွန်တော်တို့ပြုပြင်ဖို့အတွက်ကိုယ်တိုင်ကွင်းစစ်သွားရောက်ခဲ့တာပါအဲ့ဒီအချိန်တော့ကကျွန်တော်တို့ဒီနောက်ရှုံမျိုးနယ်မှာကတိုက်ပွဲတွေကဖြစ်နေဆဲဖြစ်ပါတယ်နှစ်ဖက်ကကျွန်တော်တို့ဒီတပ်မတော်ကလည်းနောက်ရှုံမျိုးကိုရရှိပြန်နောက်ပိုင်းမှာနေမြေချဲ့တူမျိုးကျွန်တော်တို့လမ်းနဲ့ဟိုဘက်တွေပဲချဲ့ရပေါ့တိုက်ပွဲတွေကနှစ်ဖက်ဟိုဘက်တွေပဲပြစ်နေတော့မှာပြစ်နေတော့မှာအဲ့ဒီကျွန်တော်တို့ဒီဂုတ်ထိတ်ဆိုတာကတိုက်ပွဲတွေကျွန်တော်တို့ချင်းချင်းချနေတဲ့အချိန်မှာချနေတဲ့အချိန်တော့မှာဒီပိုးဆက်ဝင်ကြီးဦးမြတ်ထုံးက တိုက်ပွဲတွေကြားထဲမှာသွားပြီးတော့ကျွန်တော်တို့ဒီတရားနဲ့ပတ်သက်ပြီးတော့ပြုပြင်ရမယ့်ကိစ္စတွေတရားပြည့်စုံမှုအခြေအနေကိုကိုယ်တိုင်ကွင်းဆင်းပြီးတော့သွားရောက်ကြီးကြပ်ခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒါတော့ကျွန်တော်တို့တိတာထင်ရှားတဲ့အနေသားပါဒါကြောင့်ကျွန်တော်တို့ကျွန်တော်သားဆိုရင်ကျွန်တော်သားဒီပြုံးလင်းမဲဆန်နဲ့မဲဆန်နာနဲ့မှာမဲပေးခွင့်ရမယ်ဆိုရင်ကျွန်တော်ဥမျက်ထုံးကိုမဲပေးမှာပါဒါကျွန်တော်ဒီပြုံးလင်းမျိုးနယ်သားလည်းဖြစ်မယ်ကျွန်တော်ကမဲပေးတဲ့မဲပေးပိုင်ခွင့်ရှိတဲ့သူဆိုရင်တော့ဥမျက်ထုံးကိုပဲကျွန်တော်မဲပေးမှာပါဒီစကားပါကြောင့်ပြောလဲဆိုရင် ကျွန်တော်တို့ဥမြတ်ထုံးကဒီပြည်ဦးလင်မျိုးနယ်ရဲ့အကျိုးတနည်းအားဖြင့်ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတော်ရဲ့အကျိုးကိုပေါ်ဆောင်ပေးနိုင်လို့ပါသူပေါ်ဆောင်ပေးနိုင်တာနှစ်ချက်ရှိပါတယ်ဒေတာအကျိုးပါနောက်တစ်ခါကျွန်တော်တက်နိုင်ငံလုံးရဲ့အကျိုးပြည်တော်စုရဲ့အကျိုးကိုပေါ်ဆောင်ပေးနိုင်တဲ့ပုံစံဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်သာဒီပြည်ဦးလင်မျိုးမှာမဲပေးပိုင်ခွင့်ရှိမဲ့သူဆိုရင်တော့ရှိတဲ့သူဆိုတော့ကျွန်တော်ဥမြတ်ထုံးမှာမဲပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီပြည်ဦးလင်မျိုးနယ်မှာရှိနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ပိတ်သက်တွေအနေနဲ့ဥမြတ်ထုံးကိုမဲပေးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပေးချင်ပါတယ်ဒါကကျွန်တော်သတင်းသမားတယောက်အနေနဲ့ဥမြတ်ထုံးအတွက်ကျွန်တော်မဲဆွဲပေးတာမဟုတ်ပါဘူး ျွန်တော်တို့ data ကောင်းဖို့ကျွန်တော်တို့နိုင်ငံကောင်းဖို့အတွက်ကျွန်တော်ကတင်ပြပေးတာဖြစ်ပါတယ်။ဟောဒီဒီနောက်မှာဆိုလည်းပဲကျွန်တော်တို့ partition democracy အထူးသဖြင့်ရွေးကောက်ပွဲအတွက်ပေါ့ဗျာနိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြဖို့ဆိုဆောင်ဆောင်ဖို့လည်းရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့အတွက်ဒီကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့မဲပေးကြပါမဲပေးတဲ့အခါမှာနံပါတ်1ချက်ကလူကိုကြည့်ပါနံပါတ်2ကပါတီကိုကြည့်ပါပါတီကိုလည်းကြည့်တဲ့နယ်လူကိုလည်းကြည့်တဲ့ပါလေဒါကြောင့်ကျွန်တော်တို့ တနင်္ဂနွေမှာဝင်တနင်္ဂနွေမှာရှိတယ်ကျွန်တော်ရဲ့မဲဆန္ဒနဲ့မဲဆန္ဒရှင်နေအနေနဲ့မဲပေးတဲ့ကောင်မှာပါတီကိုလည်းကြည့်ပါလူကိုလည်းကြည့်ပါအဲ့တော့ပြည်ဦးလေးမြို့နယ်သားတွေရဲ့ကောင်းကျိုးတနင်္ဂနွေရဲ့ကောင်းကျိုးအတွက်ပြည်ဦးလေးမြို့နယ်သူမြို့နယ်သားတွေအနေနဲ့ဦးမြတ်ထုံးဦးမြတ်ထုံးကိုမဲပေးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပေးခြင်းပါတယ်ကျွန်တော်တို့ကဒေတာကောင်းမှုတော့ကျွန်တော်ပြောတာပါကျွန်တော်နိုင်ငံကောင်းမှုတော့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်လူတူတယောက်တည်းကိုကျွန်တော်ပြစ်မှတ်ထားမဲဆွဲပေးခြင်းမဟုတ်ပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကတစ်ခုပဲရှိပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ကောင်းကျိုး ီပြုံးလေးမြို့နယ်သူမြို့နယ်သားတွေအကောင်းကျိုးကိုပေါ်ဆောင်ပေးနိုင်တဲ့သူကတော့ပေါ်ဆောင်ပေးပေါ်ဆောင်ပေးတာတော့အားလုံးနဲ့အခြားသောပါတီလည်းပေါ်ဆောင်ပေးမှာပါဒါအခြားသောပါတီလည်းပေါ်ဆောင်ပေးကြမှာပါဒီကျွန်တော်အနေနဲ့တိုက်တွန်းချင်တာကဥမြတ်ထုံးကိုမဲပေးဖို့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်